င်္ဂလာပါအခုဗီဒီယိုထဲမှာပြောမယ့်အကြောင်းအရာကတော့အသက်မပြည့်သေးတဲ့ခလေးအပြာသားနဲ့ပတ်သက်ပြီးတော့ပြောပါမှာဖြစ်ပါတယ်ကျမနာမည်ကတော့ Norway ဖော်မှုဇီဝပညာရှင် Pharmacist တယောက်ပါဒီခုလက်ရှိ Norway နိုင်ငံမှာနေထိုင်နေပါတယ်ကျမရေးသားထားတဲ့စာပေတွေကျမရဲ့ဗီဒီယိုတွေကိုကြည့်ချင်တဲ့ဆိုလို့ရှိရင်ကျမရဲ့ YouTube Channel Facebook တွေကနေပြီးတော့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗီဒီယိုအဆုံးထိကိုကြည့်ရှင်နေဆိုလို့ရှိရင်တော့ YouTube channel ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဘာကြောင့်ကလေးအပြာကားကို ပြောရတာလဲဆိုလို့ရှိရင်ဝေးတိတလားပေါ့နော်မျိုးသားတွေတဦးနဲ့တဦးဟို Facebook Messenger မှာပဲဖြစ်ဖြစ် group မှာပဲဖြစ်ဖြစ်ပေါ့နော်တဦးနဲ့တဦးအပြန်အလှန်အပြာကားတွေပို့တာတွေရှိပြီးလို့ရှိရင်ဟိုကိုလုံးကြီးတွေပေါ့နော်မျိုးသမီးကိုလုံးကြီးမျိုးသားကိုလုံးကြီးတွေပို့ကြတာတွေရှိတာပေါ့နော်အဲအဲ့ဒီထက်မှာတခါတလေမှာကလေးဗီဒီယိုကားတွေပါတက်တယ်ကိုကမသိလိုက်ဘူးကိုတငယ်ချင်းကကိုစီပို့လိုက်တာတွေရှိတယ်အထူးသဖြင့် group တွေမှာပေါ့နော် group တွေမှာဆိုလို့ရှိရင် ဟိုကိုလူအများ group ထဲမှာတူဦးကခလေးတရားကပို့လိုက်တယ်ကိုကမသိလိုက်ဘူးနောက်တရားဆက်ပြီးတော့ chatting ဆက်တက်တာပေါ့နော်တက်တော့အဲ့ဒီ video တွေခလေးအာအတမ်းပြည့်သေးတော့ပေါ့ခလေးတွေရဲ့ဒီအဝတ်စားမပါတဲ့ပုံတွေအဲ့လိုမျိုးတွေပေါ့နော်မခွင့်မရတွေကြတော့အဲ့လိုကိုမမြင်လိုက်တာတွေရှိတယ်တချို့ကလည်းဒါဟောဟိုပုံမှန်ပို့နေကြပဲဆိုတော့တတိမထားတာရှိတယ် အဲ့ဒါနဲ့ဒီဥစ္စာတွေကကိုယ့်ရဲ့ဟိုပေါ့နော်ကိုယ့်ရဲ့ Facebook ထဲမှာဟို Messenger ထဲမှာတွေအဲကိုယ့်ရဲ့ account မှာရှိနိုင်တယ်ဒါမှမဟုတ်ရှိတချို့ဟိုပေါ့နော်တချို့ media တွေတချို့ online တွေသုံးတဲ့နေရာမှာဆိုလို့ရှိရင်အာဥပမာ Viber လိုမျိုးတခြားအရာတွေပေါ့နော်တခြားအချင်းချင်းပို့တဲ့ဟို chatting တွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook သူများပို့တဲ့ပုံတွေ video တွေကကိုယ့်ရဲ့ဟို phone ထဲမှာ ဟိုတိန်းထားတက်တယ်အဲ့လိုမျိုးတွေပေါ့နော်ကိုကတတိမထားလိုက်ပဲနဲ့ပုံတွေဗီဒီယိုတွေကကိုရဲ့ဖုန်းတွေထဲမှာသွားပြီးတော့ save နေတက်တယ်ကိုတတိမထားလိုက်ဘူးဒါပေမဲ့ကိုရဲ့ဖုန်းတွေထဲမှာရှိနိုင်တယ် messenger ထဲမှာရှိနိုင်တယ်ဒီလိုမျိုးတွေပေါ့နော်ဒီလိုမျိုးရှိတဲ့ပုံကိုတော့ဘလို့အနေရရှိလဲဆိုလို့ရှိရင်ကိုဖုန်းထဲမှာသူတို့ရဲ့ပုံတွေကြောင့်ထောင်ထိရောက်နိုင်ပါတယ်။ဘာလို့ဒီလိုပြောလဲဆိုလို့ရှိရင်အခုနိုင်ငံတကာမှာဆိုလို့ရှိရင်ကလေးနဲ့ပတ်သက်ပြီးတော့အရင်ဥဒီတင်းကျက်ထားတယ် ထူးသဖြင့်နိုင်ငံခြားမှနေတဲ့သူတွေပိုပြီးတော့သိကြတယ်။ကလေးနဲ့ပတ်သက်ပြီးတော့ဗောနော်ကလေးအပြာကားတွေနဲ့ပတ်သက်ပြီးတော့ဟိုကလေးနဲ့ပတ်သက်တဲ့ဒီလိမ်မိုင်းဆိုင်ရာတွေဗောနော်နိုင်ငံကအစိုးရတွေဟိုရဲဌာနတွေကနေပြီးတော့ကလေးနဲ့ပတ်သက်တဲ့ဒီလိုမျိုးဗီဒီယိုတွေကိုသူတို့နောက်ကနေတော့လိုက်တာရှိတယ်။ဒါကြောင့်လဲဆိုလို့ရှိရင်ကလေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုဗောနော်အဲ့လိုတချို့အမျိုးသားတွေအထူးသဖြင့်တော့အမျိုးသားတွေပါ အမျိုးသမီးတွေရှိနိုင်တယ် အဲ့လိုမျိုးလူတွေပေါ့နော်သူတို့အချင်းချင်းကလေးကိုအနစ်သက်တဲ့သူတွေရှိတယ်ခလေးအပြာကားတွေကြီးမယ်အဲခလေးနဲ့ဆက်ဆန့်ချင်းတယ်လိန်ဆက်ဆန့်ခလေးတွေနဲ့လိန်ဆက်ဆန့်ချင်းတယ်အဲအဲ့လိုမျိုးတွေပေါ့နော်သူတို့ရာလူကြီးတွေနဲ့စိတ်ဝင်စားတချို့ကတော့လူကြီးရောခလေးရောစိတ်ဝင်စားတာတွေရှိတယ်အဲ့လိုမျိုးလူတွေကသူတို့တွေကအချင်းချင်းအဆက်အသွယ်ရှိကြတယ်ဒီနိုင်ငံတစ်ခုထဲမှာဥပမာနော်ဝေနိုင်ငံမှာနေတာနေကြတာမဟုတ်ဘူးဟိုနော်ဝေကနေပြီးတော့ဟိုတခြားဂျာမနီအဲအမေရိကာ နိုင်ငံတွေနဲ့လည်းသူတို့တွေမိတ်ဖွဲ့ထားတယ်ရှိရဲ့အဲ့လိုမျိုးပေါ့နော်သူတို့ခလေးကြိုက်တဲ့သူတွေကပြီးတော့အဲ့ဒီပုံလေးကိုသူတို့တူဦးနဲ့တူဦးပို့ကြတယ်ဘယ်လိုမျိုးတူဦးနဲ့တူဦးပို့ကြပြီးတော့မဖွဲ့မညာတွေပေါ့နော်ဒီခလေးနဲ့ပတ်သက်တော့မဖွဲ့မညာတွေပို့ပို့ကြပို့ကြတယ်တချို့ကလည်းပဲဒီလိုပုံတွေဘယ်ရရလဲဆိုလို့ရှိရင်သူတို့ခလေးတွေကိုပြတ်မှတ်ထားပြီးတော့ အကလေးမလေးတွေမိန်းကလေးဖြစ်ရောက်ကြလေးဖြစ်ဖြစ်ကလေးတွေကို online ကနေတဆင့်ပေါ့နော်နောက်ကွယ်နဲ့ကြိုးကြံပေါ့နော်ကလေးတွေကိုကိုလုံးကြီးချွတ်ပြခိုင်းတာတွေရှိတယ်အဲအဲ့လိုမျိုးပေါ့နော်မပြဘူးဆိုလို့ရှိရင်ချိန်ချောက်တာတွေဘလိုမျိုးမျိုးမျိုးနဲ့လဲလိုမျိုးမျိုးရှိတာပေါ့နော်အဲအဲ့လိုမျိုးတွေနဲ့ဗီဒီယိုတွေကလေးတွေကပို့ပေးရတယ်သူတို့ကိုကလေးအကြောင်းဝင်းမျိုးကြပေါ့နော်လိုမျိုးကလေးပုံတွေသူတို့ရတဲ့ခါမှာဆိုလို့ရှိရင်အချင်းချင်းပြင်ပြီးတော့ဖြန့်ကြတယ်တချို့ကတော့ online မှာမမဟုတ်ဘူးအပြင်မှာလည်းမရင်းသွားချင်တာတွေရှိတယ်။ online မှာကလေးကိုဟိုမဖွဲမရပြုလုပ်တာတွေရှိရဲ့။အပြင်မှာမရင်းချင်တာတွေပဲဟိုဥပဒေရနေပြီးညှိစုံတာမဟုတ်။ကလေးတွေကိုဒီ online ကနေပြီးတော့မဖွဲမရလောက်တာတွေကလေးပုံနဲ့ပတ်သက်ပြီးတော့တင်းထားတဲ့အရာတွေဒီဥစ္စာတွေကလည်းပဲဥပဒေနဲ့ညှိစုံတယ်။နိုင်ငံတကာရဲ့ဥပဒေနဲ့ညှိစုံတယ်။လူကြီးကိုမရင်းချင်တာကအဲ့တော့ဒီဥပ္ပစ်မကြည့်ကလေးကိုမရင်းကျင်တာဒါမှမဟုတ်ကလေးတွေရဲ့ပုံတွေကိုတင်းလာတာကပိုးပြီးတော့အပြစ်ကြီးရဲ့ ကိုရီရဲ့တငယ်ချင်းယောက်ျားလေးတငယ်ချင်းတွေအထူးသဖြင့်ယောက်ျားလေးတွေပေါ့နော်အချင်းချင်းကိုဗီဒီယိုပို့တဲ့အခါမှာဆိုလို့ရှိရင်ကလေးပုံတွေကိုပါလာမယ်ဆိုလို့ရှိရင်ချက်ချင်းဖြတ်ပါအခုပွဲပြောနေစင်းမှာပဲကိုဗီဒီယိုတွေကိုရဲ့ဟိုပုံတွေပေါ့နော်ကိုရဲ့ messenger တွေကိုပြန်ကြည့်ပြီးတော့ဟို delete ပါနိုင်ငံတကာရဲတွေကနေပြီးတော့သူတို့ဒီဥစ္စာကိုနောက်ကနေပြီးတော့လိုက်တယ်လိုက်ပြီးဆိုလို့ရှိရင်တယောက်လည်းမကအောင်ဒီတယောက်ကိုသူတို့ဖမ်းမိပြီဆိုလို့ရှိရင်သူ့စီကနေပြီးတော့အသတင်းချက်လိုက်နောက်ထပ် နောက်ထပ်နောက်ထပ်တော့သူတို့လိုက်ရှာသူများရှာနေတဲ့အချိန်မှာကိုကလည်းအဲ့ဒီ group ထဲမှာရှိနေရဆိုလို့ရှင်ကိုအတွက်လည်းအန်ဒီရဲ့ဖြစ်လာနိုင်တယ်ကိုကဘာမှမသိလိုက်ဘူးဒါပေမဲ့ဘလို့ဖြစ်နိုင်လဲဆိုလို့ရှင်ကိုကလည်းပဲအလိုတူဘလို့ပါ group အဲ့ group ထဲမှာကလေးကလေးတွေရဲ့ဟိုဘောနော်မဖွဲမရကားတွေလိမ်မိုင်းစားအနေနဲ့ပတ်သက်တဲ့မပြုတ်မှုတွေကိုကိုကလည်းစိတ်ဝင်စားတယ်ကိုကလည်းဝင်ပါတယ်ဆိုပြီးတော့ဥပဒေနဲ့ကိုကညှိစုံသွားနိုင်တယ်အခုအပွဲပြောသွားတဲ့အကြောင်းအရာတွေကို အခုဒီဗီဒီယိုကြီးနေတဲ့သူတွေကကိုမောင်ဓမားတွေကိုဆွေမျိုးတွေကိုတငယ်ချင်းတွေကိုဒီလိုဖြစ်နိုင်တဲ့ခြေအနေရှိတယ်ဆိုတာပြောပြပါဒီဗီဒီယိုကိုလည်းသူတို့ share ပေးပါကိုရဲ့ account တွေကို chat တင်ထားတဲ့အဥ္စာတွေအားလုံးကို စစ်ခိုင်းပါဘယ်မှာပဲ chat တင်တတ်တယ်ပေါ့နော်အကုန်လုံး messenger မှာမဟုတ်တတ်တခြား chat တင်တတ်တဲ့ဟို website တွေဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးကိုစစ်ဆီးခိုင်းပါပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းမှာလည်းပဲစစ်ဆီးမှုပြုလုပ်ပါ ကလေးနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်ကို့ဖုန်းမှာလုံးဝမထားပါနဲ့ဟုတ်ကဲ့ပါဒီဗီဒီယိုကကို့ထက်သုံးဝင်မယ်ဆိုလို့ရှိရင်ကို့ရဲ့မိတ်ဆွေတွေကိုလည်းပဲပြန်ရောမျှဝေပေးပါနောက်ပိုင်းမှာလည်းပဲယခုလိုပညာပေးဗီဒီယိုတွေကျမကြီးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေဘိုးဘွေအများကြီးထပ်ပြီးတော့လုပ်သွားပေးပါမယ်ကရင်လိုလည်းပဲလုပ်ပေးဖို့စိတ်ကူထားပါတယ်ကရင်လိုနားလည်တဲ့သူတွေကရင်တွေကတော့ဘိုးရဲ့ကရင်ဗီဒီယိုကနေကြည့်ရှုနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်